မြန်မာနိုင်ငံကဒီဇိုင်နာ၅ယောက်ရဲ့ရိုးရာတက်ခုတ် Terry နဲ့ကျင်းပတဲ့ Miss Green မြန်မာ Fashion Show and Contest ပွဲကိုဒီဇင်ဘာ6ရက်နေ့ကရန်ကုန်တက္ကသိုလ်မှာကျင်းပခဲ့ပါတယ်။ပြိုင်ပွဲမှာအလှမဲ့အယောက်40ဝင်ရောက်ရှင်ပြိုင်တာဖြစ်ပြီး Final ပွဲကိုဒီဇင်ဘာ9ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီပွဲမှာဆုရသူ2ယောက်ကိုအစင်းရောင်စီးပွားရေးဆိုင်ရာတန်တမန်တွေဖြစ်ခန့်အပ်သွားမှာပဲဖြစ်ပါတယ်။ Miss Green ဆိုတဲ့ Coverry နဲ့ပတ်သက်လို့လုပ်ငန်းပေါ်အကျိုးတက်ရောက်စေမယ့်အထိပ္ပယ်ကိုဒေါ်လဲလက်တင်ကအခုလိုရှင်းပြခဲ့ပါတယ်။ အစင်းရောင်ဆိုတာလုံငန်းမှာလည်းစိတ်ချမ်းသာမှုရှိရင်အစင်းရောင်ဖြစ်ပါတယ်။နေထိုင်တဲ့တိုက်တာတွေမှာလည်းအန်ဒီယကင်းရင်အစင်းရောင်ဖြစ်ပါတယ်။ဝတ်ထည်တဲ့အဝတ်စင်တွေကလည်းတဘာဝစိုးစေးတွေဖြစ်ခဲ့လို့ရှိရင်အန်ဒီယကင်းတို့စားတောက်တဲ့စားစာတွေကလည်းတဘာဝအော်ဂန်နစ်ပစ္စည်းတွေဖြစ်ရင်အန်ဒီယကင်းတာဖြစ်ပါတယ်။ဒါကြောင့်လေးလေးရဲ့ဟာလာတန့်ရှင်းမှုအစစအဲအရာ green ဖြစ်တယ်ဆိုရက် message တွေကိုကြားစီချင်လို့ဒီပွဲကိုစဉ်းစားဖြစ်ပါတယ်။စိတ်နှမ်းစေတဲ့ ဆင်းရောင်စီးပွားရေးစနစ်ကိုအထောက်အကူပြုမဲ့ပညာရှင်ပညာရေးကူညီပြီးဖြန့်ဖူးမယ်ဆိုရက်အတွေးလေပျော်လင်းချက်တွေနဲ့ဒီပွဲကိုစီစဉ်တာဖြစ်ပါတယ်ဘရင်းအီကိုနော်မီဂရင်းဂရုမှာအဖွဲ့ဝင်ပြည်အောင်ဖြစ်တဲ့ဒီဇိုင်နာအိုမာကျော်ကတော့ဒီပြိုင်ပွဲအတွက်ဖန်တီးခဲ့တဲ့လက်ရာတွေနဲ့ပတ်သက်လို့အခုလိုပြောပြပါဗျာ မြန်မာဒီဂျိတ်တွေပါရရတဲ့ခါမှာသုံးတဲ့လုံးရဲအမအသုံးပြုထားတဲ့ဟာ recycle ဖြစ်တဲ့အတွက်သူကပြန်လဲအသုံးပြုလို့ရမယ်တန်ကြေးလည်းမြင့်သွားစေမယ်ဆိုတော့အာ feeling ကိုလည်းယူထားတယ်ပြည့်ကဒီပိတ်စားတွေကတော့အိန္ဒိယရတဲ့အစားတွေဖြစ်တဲ့အတွက်တကယ်ကိုမှမြန်မာ handmade စစ်စစ်အဲ့ဒီအတွက်တော့အမရဲ့ idea ဘာကိုယူလိုက်လဲဆိုရင် ဟာဒီလွန်းကိုဒီပိတ်ဆိုင်ရည်ရက်တဲ့ခါကျရင်အသုံးပြုရတဲ့ဟာတွေပေါ့အဲ့ဒီဒီကျိုးတွေဆိုလဲအဲ့ဒီထဲမှာလွန်းနေမှာအဲ့လိုပိတ်ဆိုင်တစားဖြစ်လာဖို့အတွက်ရက်တဲ့ခါမှာအသုံးပြုရလွန်းစံပြီးရင်အဲ့လွန်းစံအိမ်မှာခြီလေးတွေထည့်ရတဲ့ဟာပြီးရက်ခါကျိုးတွေနဲ့အကုန်လုံးပေါ့နော်ဒီပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ယူရကိုကူကတော့ဖိုင်နယ်မှာဆုရခြင်းပေမဲ့ဆုရခြင်းမရခြင်းကအရေးကြီးတာမဟုတ်ဘဲအခုလိုကြိုးစားရှင်ပြိုင်ဝင်ရတာကိုပဲဂုဏ်ယူမိတယ်လို့ပြောပါတယ်။ တာပဲဒါပေမဲ့ဟိုညီမအကောင်းဆုံးကြိုးစားရမှာပါဆွေးရရမရတာအထက်ပေါ့နော်ဒီဟာကိုပေါင်ရှင်ပြန်ရတဲ့အတွက်ကိုကောက်မှုပါတယ်ဒီဇိုင်နာဦးမကျော်ကျူကာမင်းမမြတ်တင်းစုထွေးစတဲ့ဒီဇိုင်နာတွေရဲ့လက်ရာတွေကို Miss Green မြန်မာနဲ့ Miss Green University မြန်မာတို့ကဝစ်စင်ပြသခဲ့တာဖြစ်ပါတယ်။